ခင်ဝေရဲ့ညီမဖြစ်သူပြောလိုက်တဲ့စကားတခွန်းကြောင့်ရောက်ကမအိမ်မှာအိမ်ကူဖြစ်တော့မယ်ဆိုပြီးထင်ကြီးပေးခံနေရတဲ့ဆိုပြေသစင်ခင်ဝေရဲ့ညီမဖြစ်သူအန်လာရွှေစင်ပြောလိုက်တဲ့စကားတခွန်းကြောင့်ဆိုပြေသစင်တရားညတာပါတီနဲ့ရောက်ကမအိမ်မှာခိုင်းစားခံရတော့မယ်အိမ်ကူလိုလုံးလုံးရတော့မယ်လို့ထင်ကြီးပေးခံနေရတာကဆိုပြေသစင်ပါ အထူးသဖြင့်ပြည်သက်တွေကဆိုဗီယက်သင်္ကေတဟဲဝရန်မိသားစုဘက်ကအုံချမယ်ခိုင်းစားတော့မယ်ညာတာပါတီနဲ့ဟင်းနေချက်ခိုင်းတော့မယ်ဆိုပြီးစိတ်ပူနေကြတာဖြစ်ပါတယ်အဓိကအဖြစ်ဆိုဗီယက်သင်္ကေတအပြစ်ကင်းကယူတာဖြူစင်တွေနဲ့ပြည်သက်တွေကဆိုဗီယက်သင်္ကေတစိတ်ပူကြတာပါအလုံးတီချာရဲ့တိုင်းဆိုဗီယက်သင်ဟာအိမ်မှာမင်းသမီးလေးတပါလို့နေရတာဖြစ်ပါတယ်။အထူးသဖြင့်ဆိုဗီယက်သင်ဟာတူရင်းတော်သမီးလေးလေးဖြစ်တယ်လို့လင်းလင်းဝဲဝဲရှိပုံမရပဲထုံထုံအားအားပုံစံဖြစ်နေတာပါ။ ။ဆိုဗီယက်တဆင်ဟာပေကိုတော်တော်မိခင်ပါမသွားတတ်တယ်လို့ရည်စားထားတာမျိုးတွေလည်းမရှိခဲ့တယ်လို့မိန်းကလေးတငယ်ချင်းလေးရှိပုံမရပါဘူး။ဒါကြောင့်လေ Bright to be ပွဲကိုအမဖြစ်သူစန်နေမြင့်လွင်ကနမဲကြီးမင်းသမီးတွေခေါ်ပြီးကျင်းပခဲ့ရတာပါ။ဆိုပြတဲ့စင်ဟောင်းတတလုံးမိဘအရှေရောက်မှာပဲဘိုင်းကောင်းကြောက်ဖြစ်နေထိုင်ခဲ့တာဖြစ်ပါတယ်။အခုတော့အားလုံးသိကြတဲ့အတိုင်းဆိုပြတဲ့စင်ဟောင်းဟေးဝရန်နဲ့လက်ထပ်တော်မှာပါ။ချစ်သူကြီးစာမထားဖို့လေဆိုပြတဲ့စင်အတွက်တော့ဟေးဝရန်ကအချစ်ဦးလို့ဆိုပါတယ်။ ဒါပေမဲ့လည်းတချို့သောလူတွေကတော့ဟဲဝိယံနဲ့လက်ထပ်တော်မဲ့စိုးပြေတစင်ကိုစိတ်ပူကြတာပါ။ဘာလို့လဲဆိုတော့စိုးပြေတစင်ကအခြေဥဖြစ်တဲ့လောင်းဟဲဝိယံကတော့အတိတ်မှာဝိုင်းစုခိုင်တဲ့နဲ့အခြေရေးကိစ္စတွေရှိခဲ့ဘူးတာဖြစ်ပါတယ်။ဒါပြင်ဟဲဝိယံမိသားစုကစိုးပြေကိုတုံးချမှာစိတ်ပူကြတာပါ။အခုဆိုမီဒီယာတွေပေါ်မှာဟဲဝိယံညီမဖြစ်သူပြောလိုက်တဲ့စကားတစ်ခွန်းကြောင့်လည်းလူတွေကတော့စိုးပြေတစင်ကိုစိတ်ပူကြတာဖြစ်ပါတယ်။ဟဲဝိယံညီမဖြစ်သူကသူ့ကိုဟဲဝိယံဟာစိုးပြေတစင်လိုမင်းကလေးမျိုးကိုရှာတာအယံကန်ကောင်းကြောင် ဆိုဖြစ်တဲ့စင်ကအိမ်မှုကိစ္စနိုင်တဲ့ကြောင်းဒါပြင်ဆိုဖြစ်တဲ့စင်ကတောင်ငူသူဖြစ်လို့ဟင်းချက်ကောင်းကြောင်းဆိုဖြစ်တဲ့စင်ရဲ့ဟင်းကိုဟင်းဝင်းရဲ့မိသားစုကအယံကြိုက်ကြကြောင်း စုပြစ်တစင်ဟောင်းတောင်ငူဟင်းတောင်ငူမိုဟင်းကားတွေချက်တာအရန်ကျွမ်းချောင်းမီဒီယာအင်တာဗျူးမှာရောင်းမဖြစ်သူကဖြေဆိုသွားတာဖြစ်ပါနေ။ဟိဝင်ညီမရဲ့တင်းလို့စကားကိုပဲပရိသတ်တီကစိတ်ပူကြတာပါ။အိမ်တော်ရဲ့တွေ့ကြုံရှိတဲ့ပရိသတ်တီကလက်ထက်ကန်ဒီရောက်ခမဘတ်ချွေးမကိုဟင်းချက်တာကောင်းလိုက်တာအိမ်တော်မှနိုင်နေနဲ့ပြောပြီးချီကျွမ်းရင်တပုံအလုံးရောက်ခမအိမ်ကအိမ်မှုကိစ္စနဲ့တင်ကြုံလုံးဝတော့တာပဲလို့ဆိုကြတာဖြစ်ပါတယ်။ အခုလဲဟင်းဝင်ရဲ့တိုင်ဝိုင်းဘက်ကဒီလိုမျိုးချီကျူးလာရင်တော့စိုးပြစ်တစင်တယောက်ထမင်းချက်ရတော့မလားဆိုပြီးစိတ်ပူကြတာဖြစ်ပါတယ်။ဒါကလည်းပြည်သက်တွေကကိုချစ်တဲ့မင်းသမီးကိုစိတ်ပူကြတာပါ။အထူးသဖြင့်တချို့ကဆိုဟင်းဝင်ရဲ့မိသားစုဟောင်းစိုးပြစ်တစင်ကိုအသာစီးရမယ်ထင်လို့လက်ထပ်တာဖြစ်ကြောင်းအထူးသဖြင့်စိုးပြစ်တစင်ဟောင်းမောင်နှမတွေလည်းမရှိငွေလဲရှာနိုင်တဲ့ထိတ်တန့်မင်းသမီးအရှုံရှင်းနောက်ကြောင်းလဲကေနာမို့လက်ထပ်တာဖြစ်တယ်လို့ဆိုကြပါတယ်။ ဒါပေမဲ့လေဟေဝီယန်တို့လိုတထင်းမိသားစုနေနေစိုးပြေတစင်လိုချွေးမယတနာကိုထမင်းချက်ကိုင်းပါမလားစင်စင်ဆဆလည်းပြောကြပါစိုးပြေပြောကြတာပါဘာဖြစ်ဖြစ်တချို့ကလည်းဟေဝီယန်မိသားစုလေးတန်းကစိုးပြေတစင်ကိုခိုင်းစားမဲ့လေးတန်းလို့ဆိုကြပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောစိုးပြေတစင်တယောက်ဟေဝီယန်အိမ်မှာထမင်းချက်ရမယ်လို့မြင်ကြပါသလားမိမိတို့မြင်ကိုပြောသွားကြပါအောင်ရှင်